မင်္ဂလာပါရှင်ဒီနေ့ကျမတို့လေ့လာတုံးတက်ဖို့ရထားတဲ့အရင်မြစ်ဒီထဲကနေလေတော်တော်လေးစိတ်ဝင်စားစရာကောင်းရဲ့မြန်မာစကားပုံတစ်ခုကိုအတူတူကြည့်ချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကြားဖို့ကြမှာပါကောင်းငင်းကမစေးစံကြမ်းကစေးဆိုတဲ့စကားပုံလေးအဲ့ဒါလေးပါဒီစကားပုံကရိုးရိုးရှင်းရှင်းလေးနဲ့တော်တော်ထိမိတယ်ဟုတ်ကဲ့တကယ်ကိုရုပ်ပုံပေါ်လာတဲ့စကားပုံတစ်ခုပါပဲသူ့ရဲ့အတိတ်ပဲအလွာတွေကိုတစ်ခုချင်းစီအတူတူဆန်းစစ်ကြည့်ကြရအောင်လားပထမဆုံး အမ်သူ့ရဲ့တိုက်ရိုက်ဆိုလို့ရင်းပေါ့ဟုတ်ကဲ့ပြီးတော့ဘယ်လိုအခြေအနေမျိုးတွေမှာဒီစကပုံးကိုထူထုံတက်တယ်လဲအဓိကကတော့သူ့နောက်ွယ်ကတွေ့ဝိုက်တဲ့အဓိပ္ပာယ်ပေါ့လေလူမှုဆက်ဆံရေးနဲ့ပတ်သက်တာလေးတဲ့အဲ့ဒါကိုနားလည်ဖို့ကြိုးစားကြည့်ကြမယ်ကောင်းပါလိမ့်ဗျာဒီစကပုံးလေးတစ်ခုတည်းကနေအများကြီးသိနိုင်တာမျိုးရှိတယ်လို့ထင်တယ်ရှင်ဟုတ်ကဲ့ဒီစကပုံးရဲ့အခြေခံ idea ကိုအရင်ကြည့်ရတာနဲ့ကိုထူးခြားနေတာတွေ့ရမှာပါခုံညင်းဆန်ဆိုတာအဲသူ့ရဲ့အဓိကကွန်တက်တီကစေးကတ်ခြင်းပဲလေဟုတ်တယ်ဟုတ်တယ် ဆဲလို့ပဲကောက်ရင်းလို့ခေါ်တာမှန်ပါတယ်ဆန်ချန်းကတော့သူ့တဘောဝရပုံမှန်အဖင်ဆေးကပ်မှုမရှိဘူးတလုံးချင်းစီရှိနေတတ်တာဒီစကပုံကအဲ့ဒီအခြေခံတဘောဝဂုံတတိတွေလုံးဝပြောင်းပြန်ဖြစ်နေတဲ့အခြေတွေကိုဟုတ်ကဲ့ပြောင်းပြန်ကြီးဖြစ်နေတာအဲ့ဒါကိုဖမ်းယူတင်းပြထားတာပါဖြစ်တင်တာကမဖြစ်ဘူးမဖြစ်တင်တာကဖြစ်နေတယ်ဆေးရမှာကမဆေးပဲမဆေးရမှာကဆေးကပ်နေတယ်ဆိုတဲ့အဖြစ်မျိုးပေါ့อืม အဲ့လိုပြောင်းပြန်အခြေအနေကကိုကပုံမှန်မဟုတ်ဘူးဆိုတော့ထင်ရှားနေတာပေါ့နော်တော်တော်လေးထင်ရှားပါတယ်ဗျာအဲ့ဒီပုံမှန်မဟုတ်တဲ့တဘာဝနဲ့ဆန့်ကျင်နေတဲ့အဖြစ်ကိုလေလူမှုရေးအခြေအနေတွေနဲ့ခိုင်းနိုင်လိုက်တဲ့အခါမှာသူရဲ့တွယ်ဝိုက်တဲ့အတိတ်တွေကပေါ်လာတာပဲနော်ဒီနေရာကတကယ်စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းလို့ထင်နေရှင့်ဟုတ်ပါတယ်ဆိုလိုချင်တာကတော့လေအဲတကယ်တမ်းတစ်ခုခုကိုခံစားသင့်တဲ့သူဥပမာနာကျင်သင့်တာတော့ရှက်သင့်တာတော့ဒါမှမဟုတ် တခုခုတုံ့ပြန်သင့်တဲ့အဓိကလူပေါ့နော်။ဟွန်းအဓိကပတ်သက်နေတယ်သူ။ဟုတ်ကဲ့။အဲ့ဒီပုံကဒါမှမဟုတ်အဖွဲ့အစည်းကဘာမှထွေထွေထူးမခံစားရဘူးမတုံ့ပြန်ဘူး။ဒါပေမဲ့အဲ့ဒီကိစ္စနဲ့တိုက်ရိုက်သိမ့်မဆိုင်ဘူးလို့ဖြစ်နေတယ်။ဒါမှမဟုတ်အဲ့ဒီလောက်ခံစားပြဖို့မလိုတဲ့ဘေးလူကပို့ပြီးတော့အဖြစ်သိပြနေတာ။ဟုတ်တယ်။ပို့ပြီးခံစားပြနေတာ။ဟုတ်ကဲ့။ပို့ပြီးရှေ့ထွက်ဆောင်ရွက်နေတာမျိုးအဲ့ဒါကိုဆိုလိုတာမဟုတ်လား။တင်းနေကြရပါပဲ။ ဒါကလူမှုဆက်ဆံရေးမှာ တွယ်ဝိုက်ပြီးတော့ဝေဖန်တဲ့ထောက်ပြတဲ့နိလန်တစ်ခုပေါ့လေ။ဟွန်းတွယ်ဝိုက်ပြီးတော့ပြောတာ။ဥမာတယောက်ယောက်ကကိစ္စတစ်ခုမှာတတ်ရိပ်ပါဝင်ပတ်သက်တူမဟုတ်ဘူး။ဒါမှမဟုတ်အနှဲငယ်ပဲသဆိုင်တယ်။ဒါပေမဲ့လိုတာထပ်ပို့ပြီးတော့စိတ်ခံစားမှုပြင်းပြနဲ့တန်းပြနေလေ။ဒါမှမဟုတ်ပို့ပြီးတော့အရေးတူလိုပြနေတယ်။စိတ်ပူပြနေတယ်ဆိုတဲ့အခြေအနေမျိုးမှာတုံးတာပါ။အော်ဟုတ်ကဲ့။အမအဓိကလူကတော့ဒီလောက်မဖြစ်နေဘူးမိကပါလို့ဒီလောက်တောင်ဖြစ်နေရတာလဲဆိုတော့အတေးပင်မျိုးတက်ရောက်ဆေးချင်းတဲ့အခါ၃လရှိတာပေါ့ ဟုတ်ကဲ့ဒါတဖက်သွားကိုအတီးပေးလိုက်တာပဲမိရဲ့တုံ့ပြန်မှုက အခြေအနေနဲ့မကိုက်ဘူးနေရာလွဲနေတယ်ဆိုတာမျိုးပေါ့လေတခါတလေကျတော့အဲ့လိုဘေးကပို့ပြီးခံစားပြတာကအဲကိုရင်းစာစင်ကြောင့်ချစ်နိုင်တာမျိုးတော့မရှိဘူးလားဒါမှမဟုတ်ဒီစကပုံးကအဲ့လိုကိုရင်းစာစင်မျိုးကတော့မှမတင့်တော်ဘူးလို့ဝေဖန်တဲ့သဘောမျိုးလားအဲ့ဒါစိတ်ဝင်စားစရာမိကုန်းပါပဲဒီစကပုံးက ကိုချင်းစာတရားကိုတိုက်ရိုက်ကြီးပြစ်ပယ်တာတော့မဟုတ်ပါဘူးဗျဟုတ်ကဲ့ဒါပေမဲ့သူကအတိုင်းအတာလွန်ခဲ့တော့တဲ့အခြေအနေနဲ့စီလျော်မှုမရှိတော့တဲ့တနည်းအားဖြင့်နေရာလွဲနေတဲ့တွန့်ပြန်မှုကိုအဓိကထောက်ပြတာပါအော်အတိုင်းအတာလွန်သွားတာကိုဟုတ်ပါတယ်ကိုချင်းစာစိတ်ကကောင်းပါတယ်ဒါပေမဲ့အဲ့ဒီကိုချင်းစာစိတ်ကအတိုင်းအတာတစ်ခုကိုကြော်လွန်ပြီးတော့အဓိကလူထဲတောင်ပို့ပြီးတော့ခန်းစားပြပို့ပြီးလှုပ်ရှားပြနေရင်တော့ ဲ့ဒါကိုဒီစကားပုံနဲ့ညွန့်ဆိုပြီးဖန်ကြတာမျိုးပေါ့อืมเออဥပမာတချို့ကကိုယ့်ရဲ့မဖြေရှင်းနိုင်တဲ့စိတ်ခံစားမှုတွေကိုဒီချင်းနေပုံပုံချတာမျိုး projection လို့ခေါ်မှာပေါ့လေအော်ရှင်းနေတာပေါ့ဒါမှမဟုတ်အာယုံစိုက်မှုရချင်းတာမျိုးဒါမှမဟုတ်ကိုကပိုတိတယ်ပိုနောင်းတယ်ဆိုတာပြချင်းတာမျိုးလည်းဖြစ်နိုင်တာပဲ ီစကားပုံကအဲ့ဒီဖြစ်နိုင်ခြေအားလုံးကိုခြုံငုံပြီးတော့ဒါကပုံမှန်မဟုတ်ဘူးနေရာလွဲနေတယ်လို့ဝေဖန်လိုက်တဲ့သဘောပါပဲ။အော်ရှင်းတော့ပါပြီရှင်။ဒီလိုနေရာလွဲတဲ့အဖြစ် ပြောင်းပြန်ဖြစ်နေတဲ့အခြေအနေကိုဖော်ပြတဲ့နောက်ထပ်စကားပုံတစ်ခုလည်းအရင်မြစ်ထဲမှာတွေ့ရသေးတယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒါကမြင်းကမလို့ခုံကလို့ဆိုတာလေ။ဒါလည်းဒီလိုရုပ်ပုံပေါ်လွဲတဲ့စကားပုံပဲ။ဟုတ်ပါတယ်။မြင်းကမလို့ခုံကလို့ဆိုတာကလည်း ကောက်ငင်းကမစေးစံချန်းကစေးနဲ့အတိတ်ပဲစင်သူရရချက်တူပါပဲအတူတူပဲဗောလို့အဓိကလှူရှားမယ်သုံးပြန်ရမယ်မြင်ရငိမ့်နေတယ်သူ့အပေါ်မှာမိခေါ်နေတယ်သူ့လှုပ်မှာလိုက်လှုပ်ရမယ်ခုံကသူ့အလိုလိုလှုပ်နေတယ်ဆိုတဲ့သဘောဒါလည်းတပါးပေါ်မကြောက်ဘူးလေဟုတ်ကဲ့ဟုတ်ကဲ့ပြောင်းပြန်ဖြစ်နေတဲ့အချင်းတွေကိုပဲညှို့ဆော်တာပါစဉ်းစားကြည့်လေ ငင်းငိနေတာကိုခုံကပဲလုံနေတယ်ဆိုတော့ကြည်ရတာတမျိုးကြီးပဲပေါ့ဟုတ်တာပေါ့ဒီစကားပုံနှစ်ခုလုံးကအဓိကရာဝတ္ထုဒါမှမဟုတ်ပုဂ္ဂိုလ်ရဲ့ပုံမှန်ရှိတဲ့အဖြူမှုတုံ့ပြန်မှုပြောင်းဆောင်နေပြီးရောတိတ်မသက်ဆိုင်တဲ့အရာဒါမှမဟုတ်ဘေးလူကအဲ့ဒီနေရာကိုဝင်ယူပြီးလိုတာထက်ပိုပြနေတဲ့အဖြစ်ကိုပဲထောက်ပြနေတာပါဒီတော့စကားပုံနှစ်ခုစလုံးကအနစ်ထာတာတွေ့ညီကြတယ် ညီအလွဲမချင်းကိုအဓိကပြောနေကြတာပေါ့မှန်ပါတယ်ဗျာအရင်အမြတ်ထဲမှာကောင်းငင်းကမစေးဆန်ချမ်းကစေးကိုဘလို့လက်တွေ့ထုံးလဲဆိုတာပြတဲ့ဥပမာဝါကြတစ်ခုပါလာတာကလည်းတော်တော်လေးတယုတ်ဖော်နိုင်စွမ်းရှိတယ်ရှင်ကြွားဖတ်ပြမယ်နော်ဟုတ်ကဲ့ဖတ်ပြပါအောင်အောက်မအောင်မကောင်းငင်းကမစေးဆန်ချမ်းကစေးရရလို့မင်းခေလုတ်တဲ့လူကမနာမင်းကနာရလို့ရှိတယ်ဆိုတော့ဝါကြပါဒီအောင်မမဆိုရအစချီပုံကအတွေ့လေတန်နဲ့သဘောထားကိုဖော်ပြနေရလွယ်နော်ဟုတ်ပါတယ် ဒီဥပမာဝါကြာကတော်တော်လေးပြည့်စုံပါတယ်တုံးတက်ကြည်အောင်ပထမဆုံးအောင်မအောင်မဆိုတဲ့စကားလုံးကပြောရတူရဲ့အံ့သောမှုမယုံကြည်နိုင်မှုဒါမှမဟုတ်အနှဲငယ်ပြစ်တင်ခြင်းတဲ့သဘောကိုဖော်ပြနေတယ်ဟုတ်ကဲ့သူကနောက်တစ်ယောက်ကိုဒီစကားကိုပြောနေတာထင်ရှားတယ်ဒုတိယအနေနဲ့ခြင်းတွေကိုကြည့်ရင်တခုခု ဖြစ်ခဲ့တယ်အဲ့ဒီအဖြစ်မှတိုက်ရိုက်ဂျုံတေးရတဲ့သူကမိန်ကလေးလှုပ်တယ်လူဒီအသုံးလုံးကလည်းစိတ်ဝင်စားစရာပဲအဖြစ်ပြရဲ့အဓိကဇာတ်ကောင် ဒါမှမဟုတ် victim ကို solo တာဖြစ်နိုင်ပါတယ်လေ။အင်းအဲဒီကလူပေါ့။ဟုတ်တယ်။အဲ့ဒီ main ကလေးကမနာဘူးတဲ့။ solo တာကသူကနာကျင်မှုထိခိုက်မှုဒါမှမဟုတ်စိတ်ခံစားမှုပြင်းပြင်းထန်ထန်မပြဘူး။ဒါမှမဟုတ်မခံစားရဘူးလို့ solo တာဖြစ်နိုင်တယ်။ဟုတ်ကဲ့။ तू ကမနာဘူး။ဒါမဲ့စကားပြောခံရတဲ့သူဘေးလူဖြစ်ပုံရတဲ့ main ဆိုတဲ့တယောက်ကကျတော့နာနေတယ်တဲ့။ဟုတ်ပါ။ solo တာကသူကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး လိုတာနဲ့တူပြီးခံစားနေတယ်စိတ်ထိခိုက်နေတယ်ဒါမှမဟုတ်တောတာထွက်နေတော့မျိုးလည်းဖြစ်နိုင်လာပေါ့နော်ဟုတ်ပါတယ်အဲ့ဒီမှာတင်းကောင်းကြီးကမစေးဆန်ချန်းကစေးဆိုတဲ့စကားပုံရဲ့အတ္တိဖေကဝင်လာတာပဲနာတင်းတဲ့သူကမနာပဲမနာတင်းတဲ့မင်းကနာနေတယ်စေးတဲ့ကောင်းကြီးကမစေးပဲမစေးတဲ့ဆန်ချန်းကစေးနေတယ်ဆိုပြီးခိုင်းနှိုင်းပြောလိုက်တာอืมတိုက်ရိုက်ကြီးပဲဒါဟာစကားပုံရဲ့ဆိုလိုရင်းကိုလက်တွေ့အခြေအနေတက်ကူနဲ့တိတိကျကျချိတ်ဆက်ပြောလိုက်တာပဲ ပြောတဲ့သူက မင်းလောက်ရကမင်းခံစားပုံကနေရာလွဲနေပြီအဓိကလူတော်တလောက်မဖြစ်တာမင်းကဘာလို့ဒီလောက်တောင်ဖြင်းနေရတာလဲလို့ဝေဖန်ထောက်ပြလိုက်တာ ਨੇ အထုထုပါဗျာအရင်အမျက်မှာဒီဥပမာဝါကြအတွက်ကိုကားညွန့်လေးလဲပါသေးတယ်နော်တတုံတုံကိုဂွေတာရီနတ်တက်စခတ်68ဆိုပြီးတော့ဒါပါဦးဆိုလို့လဲဆိုအောင်ရောနည်းနည်းရှင်းပြပေးပါလား ဟုတ်ကဲ့ဒီကိုကားကဒီစကားပုံရဲ့တုံးဆဲမှုတက်တန့်ကိုအထောက်ထားပေးတာပေါ့ဗျာခြုံတုံးဝ39မြန်မာတက္ကရာစစ်ဆိုတာကခရစ်နှစ်1989နဲ့98လောက်နဲ့တိုက်ဆိုင်ပါတယ်။အော်ဟုတ်ကဲ့အတော်ကြာပြီပဲ။ဟုတ်ပါတယ် ။ငွေတာဒီဆိုတာကအဲ့ဒီခိခထင်းစားရဲ့မဂ္ဂဇင်းတစ်ခုပေါ့။21ကအဒရန်နံပါတ်၊1ကစာမျက်နှာနံပါတ်၊68ကစာကြောင်းရေးထည့်ဖို့များပါတယ်။ဆိုလိုတာကဒီစကားပုံနဲ့ဒီဥပမာဝါကြမျိုးဟာအနည်းဆုံးတော့1980ဖီလိုနှစ်ဒီကတွေကမြန်မာပုံလိပ်စာပေတွေမှာတုံးဆွဲခဲ့တဲ့အထောက်အထားရှိတယ်ဆိုတာပါပဲ။ဟုတ်ကဲ့။ဒါဟာပါဆက်ဖြိုရတာဆိုရင် စင်တင်မဟုတ်ပဲမတ်တန်တင်ထားတဲ့အတုံးလုံးဖြစ်တယ်ဆိုတာပြတယ် ဒါဆိုရင်ဒီစကားပုံကမြန်မာစကားပြောတော့စာပေမှာတော့အတော်လေးအမစ်တွယ်နေတဲ့အတုံးလုံးတစ်ခုလို့ဆိုနိုင်တာပေါ့ အနစ်ထုတ်ရရင်ကောင်းခြင်းကမစေးစံကျန်းကစေးဆိုတာဟာလူမှုဆက်ဆံရေးမှာကြုံရတဲ့တဲ့မလိုက်သက်တဲ့နေရာလွဲမားနေတဲ့တုံ့ပြန်မှုတွေစိတ်ခံစားမှုဖော်ပြမှုတွေကိုထိထိမိမိနဲ့သွယ်ဝိုင်းထောက်ပြဝေဖန်တဲ့စကားပုံဖြစ်တယ်ပေါ့ဟုတ်ပါတယ်သူရဲ့အတိတ်မဲ့တူမြင်းကမလို့ခုံကလို့ဆိုတာနဲ့အတူတူပဲအဓိကလူထပ်ဘေးလူကပိုပြီးရှေ့ယုံနေတာပိုပြီးခံစားပြနေတာမျိုးတွေကိုညွှန်းဆိုရဲပေါ့လေမှန်ပါတယ်ဗျအဓိကမတားထားတင်တာကဒီစကားပုံတွေဟာ လူတွေရဲ့အပြိုမူအထူးသဖြင့်အခြေအနေနဲ့စီလော်မှုမရှိတဲ့အတိုင်းတာလွန်ကဲနေတဲ့စိတ်ခံစားမှုတုံ့ပြန်မှုတွေရဲ့ထူးခြားစံကြံမှုကို လေလာဖို့သုံးဆက်ဖို့မန်ဘီလူတစ်ခုလိုဖြစ်နေတယ်ဆိုတာပါပဲဟုတ်ကဲ့မန်ဘီလူတစ်ခုလိုပဲဒီလိုစကားပုံတွေရှိနေခြင်းကြားထားလေမြမလူမှုအတိုင်းဝင်းကဘလို့အပြုတ်မှုတွေကို ပုံမှန်လို့တတ်မှတ်တယ်လေဘလို့အပြုတ်မှုတွေကို နေရာလွယ်လည်းမစီလော်ဘူးလို့ရှုမြင်တတ်ကြတယ်ဆိုတော့ရင်ကျင်းမှုဆိုင်ရတံပိုးထားမှုတွေမျောလင့်ချက်တွေကိုတစိမ့်တစ်ပိုင်းထင်ဟပြနေတာပေါ့အေးလူတယောက်ရဲ့တုံ့ပြန်မှုကအချိန်နဲ့လည်းဘလောက်တိုက်ညီစင့်တယ်ဆိုတော့မမြင်ရတဲ့စီးမင်းတွေရှိနေတယ်လို့မျောပေါ့များဟုတ်ကဲ့တကယ်တော့ဒီလိုစကားပုံတွေကိုလည်လာခြင်းအားဖြင့်မြန်မာဘာသာစကားရဲ့အလှသူ့ရဲ့နည်းနည်းမှုကိုပို့ပြီးခန်းစားမိစေတယ်နော်ဟုတ်ပါတယ် စကလုံးတွေရဲ့တိုင်းရိုက်အသေးပဲကိုကြော်လွန်ပြီးတော့နောက်ွယ်က တွေ့ဝိုက်တဲ့ဆူလိုရင်တွေလူမှုရဲ့အမြင်တွေယဉ်ကျေးမှုဆိုင်ရာသိမ့်မွေ့မှုတွေကိုပါ မြင်နိုင်လာစေတယ်။ဒါကဘာသာစကားတစ်ခုကိုတကယ်နားလည်ဖို့ဆိုရင်သူ့ရဲ့စကားပုံတွေစကားထားတွေကိုလေ့လာဖို့လိုတယ်ဆိုတော့ကိုလေပြနေတယ်လို့ပဲ။တကယ်ပါပဲဗျာ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဆက်ပြီးစဉ်းစားစရာမေးခွန်းလေးတခုထုတ်ကြည့်ရင်စိတ်ပေါ်လာတယ်ဗျာ။ဟုတ်ကဲ့ပြောပါအောင်။ ဒီလို ကောင်းညင်းကမစေစံကြံကစေတမမောက်မြင်းကမလို့ခုံကလောက်လို့တင်စားခေါ်ဝေါ်ရလောက်တဲ့တဘာဝမကြတဲ့နေရာလွဲတဲ့တုံပြမိုးမျိုးတွေကိုတွေ့ရတဲ့အခါပေါ့အဲ့ဒီတုံပြမိုးကအတိတ်ကအားဖြင့်လိုတာထပ်ပို့ပြီးတုံပြနေတဲ့လူရဲ့ကိုယ်ပိုင်စိတ်နေတဲ့ဘောထားတွေ့ရကိုကြီးကိုတာတစ်ကတွေ့ကြုံတဲ့ဒါမမောက်စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုပို့ပြီးဖော်ပြနေတာလားအိုး အဲ့ဒီလူရဲ့အတွင်းစိတ်ကိုပိုပြတာလားဗောနော်ဒါမှမဟုတ်အဲ့ဒီအလိုတုံ့ပြန်မှုကအဲ့ဒီအချိန်နေပေါ်မှာလူမှုအတိုင်းဝိုင်းကတတ်မှတ်ထားတဲ့စာနှုန်းတွေမျိုးလင့်ချက်တွေဟုတ်ကဲ့ဥပမာဘသူကဘလောက်ထိခန်းစားတင်တယ်ဘသူကဘလို့တုံ့ပြန်မှုမျိုးပြတင်တယ်ဘသူကဘယ်နေရာမှာနေတင်တယ်ဆိုတာမျိုးကြီးလေအဲ့ဒါတွေနဲ့အဲ့ဒီလူရဲ့အပြန်လန်တက်ရောက်မှုကြောင့်ဖြစ်လာတာလားတနည်းအားဖြင့်အဲ့ဒီလူက လူမှုရေးစာနှုန်းတွေကိုလုံခဲစွာလိုက်နာဖို့စူးစမ်းရင်ဒါမှမဟုတ်စန့်ကျင်ရင်ဒီလိုဖြစ်သွားတာလားအတိအကျပဲဗျာ အဲ့ဒီနှစ်ခုတည်းကဘေဟာကပို့အရေးပါနေတယ်လဲဒါမှမဟုတ်နှစ်ခုလုံးရဲ့ရောရွှေမှုကြောင့်လားဟုတ်ကဲ့နောက်ပြီးတော့လေဒီနေ့ခေတ်လို social media ခေတ်တရင်အချက်အလက်အလွဲတကူပြတ်နိုင်နိုင်တဲ့ခေတ်မှာရောဒီလိုအဖြစ်အပျက်မျိုးတွေကိုပို့ပြီးတွေ့လာရသလားအေးစဉ်းစားစရာပဲဒီစကပုံအတိအကျကိုလူတွေမတုံးရင်တောင်မှပေါ့ဒီလိုစမ်းချမ်းကဆေးတဲ့အဖြူမှုမျိုးတွေပိုများလာသလား ဒါမှမဟုတ်ပုံစံပြောင်းသွားတာမျိုးရှိသလားဟုတ်ကဲ့တကယ်စဉ်းစားစရာတွေအများကြီးခြံထားခဲ့တာပါပဲရှင်ဒီနေ့ကောင်းကျင်းကမစေစံချမ်းကစေဆိုတဲ့စကားပုံလေးတစ်ခုလေးကနေဒီလောက်ချေပြန့်တဲ့လူမှုရေးယဉ်ကျေးမှုစိတ်ပိုင်းဆိုင်ရာ ရှုထောင့်တွေကိုဆွေးနွေးတုံးသက်ခွင့်ရလိုက်ပါတယ်ဟုတ်ကဲ့ဒီလေလာမှုကနားထောင်သူတွေအတွက်အသွေးအသစ်တွေရစေမယ်လို့မျှော်လင့်ပါတယ်